ဟုတ်ကဲ့ပါတည်င်းတစ်ခုတက်လာပါတယ်ပြစံမင်္ဂလာပါစစ်တွေအတွက်ကတော့ရင်ခုန်စရာကောင်းနေပြီစစ်တွေကိုရတော်နိုင်တယ်ဆိုပြီးတော့တည်င်းတက်လာပါတယ်အဲ့တော့စစ်တွေနဲ့ပတ်သက်လို့ကျွန်တော်တည်င်းလေးကိုအရင်ဖတ်ကြပါမယ်ရခိုင်ပြည်နယ်စစ်တွေမျိုးအနီးတစ်ဝိုက်တွင်အာခတ်တက်တော် A နှင့်စစ်ကောင်စီတက်တော်တိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်နယ်စစ်တွေတက်နေရှိတက်ရင်းများကြာသွားပါကမြို့လဲကြာသွားနိုင်ကြောင်းစစ်ရေးတရင်မြန်ထံကတုံးတက်ပြောဆိုတယ်အာခတ်တက်တော် AA ထိုးစစ်ဆင်နေတဲ့ ရဲတပ်ရင်စနစ်နဲ့အနီးတဝဲကိုလက်နက်ကြီးများဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲများပြင်းထန်နေသည့်စစ်တွေမြို့နယ်ဝါဘိုကျေးရွာနှင့်ကန်းကော်ကျွန်းတို့တွင်စစ်ရေးအရာအရေးပါတဲ့နယ်မြေများဖြစ်သည့်ဖြင့်ရင်းတို့ကြားရပါကစစ်တွေမြို့နယ်အေအေကရရှိတွားနိုင်ကြောင်းစီဒီအမ်ဗိုလ်ကြီးစင်ရောကတုံ့တက်ထားပါတယ်ရဲတပ်ရင်စနစ်ကတော့မြို့ထဲအတွင်းအနီးနားမှရှိတဲ့ပြည်နယ်အစိုးရရုံးမျက်နှာချင်းဆိုင်ဝင်းကျင်လောက်မှရှိတယ်ဒါဆိုရင်မြို့တွင်းကိုပါ ပေါက်တော့ကနေလက်နဲ့ကြီးနဲ့ပိုင်ပိုင်နိုင်နိုင်လျှံပစ်နိုင်တဲ့အနေထားလို့ပြောရမှာဖြစ်ပါလေစစ်တွေတက်နေတဲ့ရဲတက်ရင်ရဲအခုတက်ရင်ရေတက်ကလည်းအခြေဆက်ရေတက်စခန်းပပလေးပဲရှိတယ်စစ်တွေမြို့ရဲ့နှစ်မိုင်กว่าလောက်မှာပဲစစ်တွေတက်နေကစပြီးတော့ရှိတာပေါ့နော်စစ်တွေတက်နေကြတော့ပြီဆိုရင်တော့စစ်တွေမြို့လည်းကြမှာပေါ့ရဲတက်ရင်ဆိုတာကဒါကစကြပြီဆိုအော်တိုပဲအော်တိုကိုပဲအလံမြူထောင်ပြီးလက်နဲ့ချမဲ့အနေထားပါဟုတ်၎င်းကမျက်စိမှောက်ကိုပြောပါတယ် ထို့ပြင်အာခတ်တက်တော် AA က fine power စစ်ဘက်ဆိုင်ရာ unit လက်နက်စနစ်ဤစွမ်းရည်သည့်ပြစ်မှတ်ကိုထိရောက်စွာပြစ်ကတ်နိုင်သောပြစ်ခတ်မှုကိုပါအတုံးပြုပြီးတိုက်စစ်ဆင်လာနိုင်ခြင်းကြောင့်အင်အားလုံးရင်းနဲ့ထိုနှစ်တိုက်မီဆိုပါကစစ်တွေမြို့မှလင်းမြန်စွာကြာသွားနိုင်ကြောင်း၎င်းကတုံးတက်တယ်စစ်တွေမြို့မှ၄မိုင်ကွာတဲ့အနီးကတိုက်ပွဲများယခုရက်ပိုင်းအတွင်းပြင်းထန်လာပြီးမျိုးရင်းရှိရဲတပ်ရင်းစနစ်နှင့်ပြည်내အစိုးရရုံးများကို AA ကလက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကအေအေးထိုးစစ်အချိန်ကြောင့်အမြင့်ကျွန်းနဲ့ပါဒလိတ်ရွှေမင်းထံစိတ်ကမ်းမှစစ်ကောင်စီတပ်ရင်းချုပ်မှမြို့အနီးဗျိုင်းပြူကျေးရွာဆက်ရိုးကြတံခါးများဘက်သို့တက်ဆုတ်သွားကြောင်းဒေတာတွင်စစ်ရေးသတင်းမြစ်တူးထံကလည်းပြောဆိုလေစစ်ကောင်စီဘက်ကတက်ဆုတ်လာရတဲ့အထိဖြစ်လာတော့တိုက်စစ်ရောခံစစ်အနေထားရောယိုယွင်းနေသည်စစ်ကောင်စီကအခုအခုဆိုညလွင်ချင်းစစ်တမောတွေနဲ့လက်နက်ခဲယမ်းတွေကိုစိတ်ကမ်းအာဏာပိုင်ကနေတဲလာတာလေ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေတော်တော်များများထိတဲ့အေကလည်းစစ်တွေမှာလက်နက်ကြီးအထိုင်ချထားနိုင်ပြီးမြို့တွင်းထိပါပြစ်ခတ်နိုင်တော့စစ်တွေမြို့ကမကြခင်ရသွားနိုင်တယ်ဟု၎င်းမြစ်စိမက၎င်းကို၎င်းမြစ်စိမကိုပြောဆိုတယ်အရကတက်တော့အေအီထိုးစစ်မှာလဲဝါဘိုကြီးရွာအထိရောက်လာပြီးလက်တလောတိုက်ပွဲများပြင်းထန်နေတဲ့ဂန်ကော်ကျွန်းနေစစ်တွေတက်နယ်တွေအ धिक ကြပြီးအဆိုပါကျွန်းကိုအေအီကရသွားပါကစစ်တွေတက်နယ်ရှိတက်ရင်းများထွက်ပြေးရမည်အနေအထားဖြစ်နေသည့်မကြခင်ကတတ်ဆုတ်သွားတဲ့ ပါတလိပ်ပါမီပါယမီယင်းစုနယ်မြေနှင့်ဆက်သွယ်ထားတဲ့နာယီကန်တရားနှင့်ကြောက်တန်တရားတို့ကိုဖျက်တောက်ထိ ंछ ုပ်ထားနိုင်ပါကပါတလိပ်ကိုတိမ့်ပိုက်နိုင်မီတာဖြစ်နိုင်ကြောင်းစီဒီအမ်ဘိုးကြီးစင်ရောကယူဆတယ်စစ်တွေ့မြို့နယ်တွင်ဒေတာကုတ်ကဲမှုစစ်ထဏချုပ်ဒါကစခလာရ20ခလာရ2ခွန်3ညခလာရ2 3နှစ်ခမရ3 4 4 ခမရ354အမှတ်72နဲ့အမှတ်36တက်ရင်စတဲ့တက်ရင်တက်ဖွဲ့10ခုထက်မနည်းရှိနေပါလေလက်တော်အခြေအနေရစစ်မြေပြင်တွေအထိနာနေသည့်စစ်ကောင်စီလက်နက်ခဲယံဖြစ်သည်မှုကိုဘလူးမသဘာလမ်းကြောင်းကတစ်စက်အဓိကဖြစ်သည်မီရေချမ်းပြင်စိတ်ကန်းကနေလေဖြစ်သည်မှုများရှိကြောင်းစစ်ရေးသတင်းမြန်ထံမှတီးရပါလေလက်ရှိရခိုင်ပြည်နယ်တွင်စစ်တွေညွန့်နေတဲ့ပုံနာကျုံညွန့်နေအဆက်ဝါဘို ရဲရိုးဖြင့်အောင်မြေကုန်းမီးလောင်ကြေးရွာများတွင်တိုက်ပွဲများဖြစ်ပွားနေပြီးကြောက်ဖြူမြို့နယ်တညောင်းလီရေသက်ဌာနချုပ်အနီးရှိကြေးရွာများတွင်တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းသိရပါတယ်။နော်။နော်ကဲဒါကတော့စစ်တွေရဲ့ညှဉ်းပန်းစရာတည်လေးဖြစ်ပါတယ်။ဘယ်လိုဖြစ်ဖြစ်နိုင်မဲ့အနေအထားမရှိပါဘူး။ပထမရက်ကလည်းဒီစစ်ကောင်စီဘက်ကနေပါလေဘာစစ်တီတော်ဆိုတဲ့အကောက်ကတင်ထားတဲ့တူလုံကြုံတဲ့နေရာမှာရှိပါတယ်စေယုံတက်နေပါတယ်ကျမ်းမာရေးကောင်းပါတယ်ဒါပေမဲ့เนาะလက်ရှိ ဒီတိုက်နေတဲ့အထဲမှာမကွေးတို့ပကိုးတို့ကမှတိုက်နေတာဒီမကွေးတိုင်းမှာတိုက်နေတာဒီအေရဲ့အင်အားဒါလောက်မရှိဘူးအေရဲ့ကုတ်ကဲမှုလောက်ကိုထိန်းချုပ်ပြီးတော့တိုက်နေတာအဓိက PDF တွေအလုံးအေးနဲ့တိုက်နေတယ် PDF တွေရဲ့ဖွဲ့စည်းပုံမှာ ਨੇ တကယ်စစ်တပ်ဖွဲ့စည်းပုံတိုင်းညီမြတယ်လက်နက်တွေတော်တော်လက်နက်ကောင်းတွေရှိတယ်လေရင်ပြစ်ခုပါမရှိဘူးဆိုပြီးလေရင်ပြစ်ခုမရှိတာတခုပဲဆိုပြီးတော့သူ့ပုံမှာတင်ထားတယ်အဲ့တော့လက်ရှိသူတို့သူစေးအောင်ကြာသွားတဲ့အချိန်မှာ စစ်ကူတွေဒီထောက်ဖို့လမ်းကြောင်းကအင်မတန်စစ်တပ်ဘက်ကအားနေတယ်စစ်တပ်တဲ့ဖက်နေနဲ့အဲ့လောက်ထောက်ဖို့ဒီလမ်းကြောင်းကြီးတစ်ခုလုံးပွင့်နေတဲ့ဟာတော့မှလမ်းကြောင်းဖြတ်တောက်ထားခြင်းမရှိတော့မှထောက်ဖို့ကဏ္ဍကိုအလင်းမီဆိုမပို့နိုင်ဘူးအဲ့တော့သူတို့စစ်တပ်ရဲ့ယုံရင်မှုဘလောက်ဖြစ်နေပြီဆိုတဲ့ဟာကိုအဲ့ဒီဒီစစ်သားအောက်ကနေတင်ထားတာလည်းတွေ့ရတယ်အဲ့တော့လက်ရှိရခိုင်တပ်တော် AA ရဲ့ထိုးစစ်ကကြောင်းပြူစစ်တွေစားတဲ့မြို့တွေအပြင်မကွေးစကိုင်းတန်းကြီးရောက်နေတဲ့ AOD အဆက်တွေမှာလည်းအားလုံးရှိတယ်ရခိုင်တပ်တော်ဟာဒီနှစ် တော်လေးပြောမှာအင်မတန်ကိုအင်အားကိုကျင့်နေဆိုတာလုံနိုင်ဒီနေရာမှာတခုကျွန်တော်တို့အထောက်အပံ့ပြုတာကကျွန်တော်တို့အင်အားဒီတိုင်းပါဝင်အခြားပြည်နယ်တဲ့အတိုင်းမှာရှိတဲ့သူတွေကိုမေးချင်တာကခမားတို့တွေစစ်အာဏာသိမ်းမှုကိုလက်ခံတာလက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်နဲ့အာဏာသိမ်းစစ်တပ်ကိုလက်ခံတာဒါဆိုရင်လက်မခံဘူးလို့တနည်းတညာနဲ့ဖြေလေအများစုပေါ့နော်ပြည်သူအများစုဘာလို့ဆိုဒီနေရာမှာပြည်သူတို့တုံးတော့ရတဲ့ဟာကစစ်ကောင်စီဘက်ကလော်ဘီတွေတုံးလို့ကျွန်တော်တို့ပြည်သူတို့တုံးတော့မဟုတ်ဘာဖြစ်လို့လဲ ပြည်သူတို့တုံးပြီဆိုတဲ့ average အများကိုတွက်ကောင်လက်ရှိမင်းရောင်နိုင်ကိုလက်မခံနိုင်ပြည်သူ့ဘက်ချမ်းကိုရည်ကြီးလိုက်ပြည်သူတရားမှာ90လောက်ကမင်းရောင်နိုင်ကိုလက်မခံပါဘူးအဲ့တော့ပြည်သူအများစုတို့ဒီဘက်ကတုံးတဲ့စကားကြီးဒါကြောင့်မလို့တုံးတာအဲ့တော့လက်မခံဘူးဆိုရင်ဒီအာဏာရှင်အမြင့်ပြအောင်မင်းရောင်နိုင်အမြင့်ပြအောင်ကျွန်တော်တို့တိုက်ကံကိုကိုတိုင်းမတိုက်နိုင်ဘူးကိုကပြည်သူဖြစ်နေတယ်ဆိုရင်တော့တိုက်နေတဲ့လူတွေကိုအားပေးနိုင်ရမယ်ပါးစပ်နဲ့အားပေးတဲ့အားပေးတာ အခုရခိုင်တပ်တော်အေးနှစ်အတော်အတွင်းမှာဘာဖြစ်လို့အင်အားကောင်းရတယ်ရခိုင်ပြည်သူတွေဟာပြည်ပမှာအလုထွက်လုပ်တယ်သူတို့ဒီလမှာပေးစရာအခန်းကမရှိအောင်မှအဲ့ဒီရခိုင်တပ်တော်အေးကိုထောက်ပံ့မဲ့ငွေကိုရအောင်ပို့တယ်နော်အဲ့ဒီနေရာမှာကျွန်တော်မေးကြည့်တယ်ကိုဂျိုးရှာတဲ့ထောက်ဖို့တွေရောမရှိဘူးလားလို့ကျွန်တော်ရခိုင်ကောင်းဆောင်တွေတွေ့တဲ့အချိန်မှာမေးကြည့်အချိန်မှာရှိတာဘောတဲ့လူမျိုးတိုင်းမှာမကောင်းတဲ့လူကရှိတယ်ကိုစေးတဲ့ဟိုကိုစေးတို့ကလည်းကျွန်တော်ကိုစီယိုတာရခိုင်ဆိုကိုစေးပေါ့နော်ကိုစေးတဲ့ဒါပေမဲ့ အကုန်လုံးတိလိုက်ကလားတဲ့မတိအောင်တူအတူအရေးကြီးမှုနဲ့တိုးတိုးတက်တက်ပြီးွားတယ်ကျွန်တော်တို့အဲ့လောက်ထိကြစ်လက်အောင်လုပ်တယ်အဲ့တော့ပြောချင်တာကရခိုင်တက်တော့အေအင်းအန်းကောင်းလာတာတခုတည်းကိုကျွန်တော်တို့တိလို့မရဘူးအဲ့ဒီရခိုင်တက်တော့အေအင်းအန်းကောင်းလာဖို့အတွက်တို့တို့ရခိုင်ပြည်သူတွေကဘလို့ပုံစံမျိုးပါဝင်တယ်ဘလို့ပူဆောင်မှုပူပေါင်းတယ်အခုစစ်သွေမျိုးမှတိုက်ပွဲဖြစ်တယ်စစ်သွေကားတွေကအာငါတို့နားလာပြီးတိုက်ပွဲဖော်ဆောင်တယ်ဘယ်သူမှအာမချောင်းဘူးပြတ်တယ်ငါတို့ကိုယ်တိုင်ဒီဒီရပြီမြေကြီးကြံရင်တော်ပြီငါတို့အိမ်ငါတို့ပြန်ဆောက်မယ်ဆိုတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ရခိုင်ပြည်သူတွေရဲ့ရခိုင်တပ်တော်အနောက်ကနေတတိုင်းလိုမျိုးအင်အားအပြည့်ရက်တည်သေးတယ်။အဲ့တော့အရှင်းမှတိုက်နေရတဲ့ရခိုင်စစ်တီတော်တွေကလည်းဘာလို့လေးလဲဟုတ်တယ်မလား။ဒါပေမဲ့ဟိုတလောအင်အားဒီတိုင်းအဲဘယ်ကြီးပါလဲမျိုးရခိုင်အနေဆက်ကအင်အားဒီတိုင်းရဂျွာတခုကိုဝင်တိုက်တဲ့ချိန်မှာအဲ့ဒီဂျွာကလူတယောက်ကပို့တင်ထားတာတွေ့တယ်။ငါတို့ဂျွာလေးကုန်ပြီတိုက်ပွဲတွေဖြစ်လာလို့ဆို။ဒါဆိုလို့ရှိရင်အဲ့ဒီရန်သူကိုလက်စင်းပေးလိုက်ပါလား။ ။ ARV ဒိုင်းသားတွေအများကြီးပြောတဲ့စကားတော်ရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ငါတို့ ARV ဒိုင်းရတော့အေးဆေးပဲတဲ့ငိမ့်ငိမ့်ချမ်းတယ်တဲ့။ No ငိမ့်ချမ်းတာမဟုတ်ဘူးနော်။ ARV ဒိုင်းဟာငိမ့်ချမ်းတာလားစစ်ကောင်စီဘာလို့လို့ငိမ့်ခံနေရလို့ငိမ့်တာလား။အဲ့ဒီစကားကျွန်တော်ခဏခဏပြောပါတယ်။ငိမ့်ချမ်းတယ်ဆိုတာလူပြောင်းရဲ့အခွင့်အရေးအပြည့်အဝရနိုင်ရမယ်။ငါအင်ဂျီအနီဝိချင်တယ်။ ARV ပါတီကိုထောက်ခံတယ်ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတယ်အဲဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်ဂျီကိုဝစ်သွားကြည့်ပါလား စစ်တပ်စစ်သေးဂိတ်ကဖျက်ချောက်ကြည့်ခေါ်ပြီးပိုင်းတဲ့ခံဖြစ်အဲ့ဒါအကံအကောင်းဆုံးမှတ်အဲ့တော့ဒါဟာလူပြောက်ဝဲအခွင့်ရေးဘာမှရပိုင်မှုမရှိဘူးလက်ရှိအာဏာသိမ်းတဲ့စစ်တပ်မချင်နှက်ဘူးလက်မခံဘူးဟုတ်တယ်ကျွန်တော်အာဏာသိမ်းတဲ့စစ်တပ်ကိုလက်မခံပါဘူးထွက်ပြောခွင့်ရှိတယ်ကိုလေကထွက်တဲ့စပါကိုကိုတိုင်းကြိုက်တဲ့နေရာကိုတွားရောက်မယ်ဒီမျိုးကနေကိုမျိုးကိုတွားမယ်ရောင်းဝယ်ရှိတာနိုင်ငံရေးစကလုံးတွေခဏဖယ်ထားလိုက်အောင်ရောင်းဝယ်ဖောက်ကားကကို လေရထွက်တဲ့စဘာကိုပဇွန်ကန်ထွက်တဲ့ပဇွန်လွတ်လပ်စွာရောင်းဝယ်ဖောက်သားခွင့်ရတယ်။မှားနေတော့မှားတယ်လို့ပြောပိုင်ခွင့်ရှိလား။ကိုယ့်ရဲ့သားကစစ်သားမလို့ရှင်ဘူး။ဒါပေမဲ့စစ်မှုထမ်းဥပဒေလာတယ်။ငါသားစစ်သားမလို့ရှင်လို့မထက်နိုင်ဘူးဘာလို့ပြောပိုင်ခွင့်ရှိလား။ပြောမယ်ဆိုရင်အများကြီးပဲ။အဲ့ဒါတွေအားလုံးကငြင်းချမ်းနေတာမဟုတ်ဘူး။ဒီအာနာပိန်းသားနဲ့စစ်ကောင်စီအဖွဲ့ဝင်တွေဘာလို့လို့ ငိန်ခံနေလို့ငိန်နေတာလေဒါငိန်ရတာမှမဟုတ်တာငိန်ရတဲ့ဆိုတာလူပြောက်ဝဲမွေးရမှာအခွင့်ရေးတွေအပြည့်ဝရမယ်မှားရင်မှားတယ်လို့ပြောနိုင်ရမယ်တိုင်းပြည်ကတိုးတက်နေရမယ်လွတ်လပ်စွာရောင်းဝယ်ဖောက်ပွားနေထိုင်နိုင်ခွင့်ရှိရမယ်အဲ့ဒီအခွင့်ရေးတွေမြန်မာနိုင်ငံမှာရတဲ့နေရာပဲနေရာရှိတယ်အဲ့တော့ငိန်ချမ်းနေတာမဟုတ်ဘူးဒါဟာငိန်ခံလို့ငါတို့တွေကငိန်နေရတာငါတို့ဒေတာဆိုအတိလေးကိုတိဖို့လိုတယ်အဲ့လိုအတိလေးတိပူဝိုင်းအရှိမအဆက်ပေးတိုက်နေကြတယ်သူတို့ငါတို့က ပါဇက်နဲ့တော့အားပေးတင်တယ်တိုက်နေတဲ့လူတွေစိတ်သက်ကြအောင် အာပြည်သူတွေကြားထဲတိုက်ပွဲလာပေါ်ဆောင်တာလို့သူတို့ပြောပဲဒါတွေကအမှန်တကယ်ဒီစကလုံးတွေကပြည်သူတွေရှိတဲ့တိုက်ရဲဆင်းလာတဲ့စကလုံးတော့မဟုတ်ဘူးเนาะဒီစစ်တပ်ကိုအားပေးတဲ့ဘောမှနေပါဇက်ကနေဖန်တီးပြီးထွက်လာတဲ့စကားတွေအမ်ရက်ွက်ထဲလာပြီးတော့အဲတိုက်ပွဲပေါ်ဆောင်တာလို့ပြည်သူတွေနားလာပြီးတိုက်ပွဲပေါ်ဆောင်တာလို့အဲ့ဒါဆိုရင်ကောင်းပြီအစပြန်ပြောမယ်လက်ရှိတိုက်ပွဲကိုင်းနေတဲ့လက်နောက်ကိုင်းနေတဲ့တိုက်ပွဲဝင်ထားတဲ့ကျွန်တော်တို့ PDF တွေကတစ်ချိန်ကဘယ်ကလူတွေ စနစ်တကျဖွဲ့စည်းတဲ့အဖွဲ့စည်းတစ်ခုရဲ့တပ်ဖွဲ့ဝင်တွေလားနိုင်ငံတစ်ခုရဲ့စစ်တီတော်တွေလားဒါမှမဟုတ်ပါတီတစ်ခုရဲ့စစ်တီတော်တွေလားဒါမှမဟုတ်ပါတီဝင်တွေလားနော်မဟုတ်ပါဘူးအာဏာပဋိညာဒီလူတွေအားလုံးဟာကိုယ်လုံးကိုယ်လုံးကိုယ်တမင်းကိုယ်စားပြီးတော့ကိုယ့်ကိုပြည်သူတယောက်ဖြစ်ရက်တည်နေကြတဲ့တာမန်ပြည်သူတွေကြီးပဲနော်အခုကျွန်တော်ကြည့်ပါကျွန်တော်ဆိုရင်အာဏာမသိနေကျွန်တော်လုံကျွန်တော်လုံနေတယ်ကျွန်တော်မှကိုယ်ပိုင်စီးပွားရေးနဲ့ကိုယ်လုံနေတဲ့လူတယောက် အဲ့ဒီပါတီတွေဝင်ထားတာလည်းမဟုတ်ဘူးဘာပါတီမှဝင်ထားဘူးရှင်းရှင်းပြောကိုယ်လုပ်ကိုယ်လုပ်နေကိုယ်စည်းဝါးရေးကအာရုံနဲ့ရှိတယ်ဒါပေမဲ့နိုင်ငံရေးနဲ့ပတ်သက်လို့စိတ်ဝင်စားတယ်ငွေကိုတွေကလှစ်လာခဲ့တယ်ဘာဖြစ်လို့လဲမတရားတာကိုမကြိုက်လို့လူလူချင်းလူဘဝတဲ့စနစ်ကိုကျွန်တော်အယုံဆုံးလူကိုမတူသလိုမတန်သလိုဆက်ခံတာကျွန်တော်ကမှဒေါသအထွက်ဆုံးပဲအဲ့ဒီတော့အဲ့ဒီမခံချင်တဲ့စိတ်နဲ့အာဏာသိမ်းတဲ့ချိန်မှာဒီမတရားမှုမှာကိုယ်တည်းစန့်ကျင်တဲ့လူဖြစ်ပါဝင်လာတယ်ကျွန်တော်လူမျိုးပဲအခြားခြားသော PD ရဲ့လက်နက်ကိုင်းနေတဲ့လူငယ်တွေအားလုံးကအဲ့ဒီစိတ်နဲ့ပါဝင်လာကြတယ်အဲ့တော့ ဲ့ဒီလူတွေအားလုံးကပြည်သူတွေပဲနော်ဒီအာနာတိမ့်လိုက်လို့ပြည်သူကိုရရဆက်ဆက်ပြစ်တတ်တယ်နော်ရက်ွက်တန်းမှကင်းဆောင်နေတဲ့လူတွေခေါင်းတင်းပြစ်သွားတယ်နော်စာနာပြနေတဲ့ပြည်သူတွေနေကူရင်မူးမမောမဆိုလို့ကျမ်းမာရေးစောင့်ရှောက်နေတဲ့စေတနာဝန်ထမ်းတွေဒီကျမ်းမာရေးတက်ခင်ကြီးတွေကိုခေါင်းကိုတနက်တင်းနဲ့တွဲရိုက်တယ်ဆေးပေးနေတဲ့ဆရာဝန်တွေကိုစောက်ကန်နဲ့ဖမ်းတယ်ဗိုက်ကြီးတဲ့ကိုဝန်တွေကိုစောက်တွန်းတယ်လူငယ်တွေကိုပုစုပစက်ရိုက်တယ် နော်ညဘက်ကင်းဆောင်နေလာပြစ်တက်သွားတယ်လမ်းဘေးမှာကားတွေဆိုင်ကလေးရက်ထားတယ်မှန်တွေကုန်ရိုက်ခွဲသွားတယ်ကားတွေကုန်ထုထီသွားတယ်နော်ပြောမယ်ဆိုရင်မကုန်အဲ့ဒီအချိန်မှတော့ကအဲ့ဒီပါဇက်ပေါက်တွေကဘာလုပ်လဲကျွန်တော်တို့မေးနေတာအော်အဲ့ဒါလို့ပြုတ်ကျခံရလို့မခံနိုင်တဲ့အဆုံးမှရရလက်နဲ့ကိုထဆွဲတာအဲ့ဒီအချိန်မှပြည်သူတွေလက်ထဲမှာလက်တုံးချောင်းပဲထောင်ခဲ့တာအတုံချောင်းတော့မရှိခဲ့ဘူးရရလက်နဲ့ထဆွဲရင်းနဲ့ကြိုးစားရင်းကြိုးစားရင်းနဲ့တော်လှန်ရင်းဒီကာလကြီးရောက်တဲ့အချိန်မှာ တစ်ချိန်ကသူတို့ပြစ်လို့ထွက်ပြေးရတဲ့ကျွန်တော်တို့ပြည်သူတွေဟာအခုကျွန်တော်တို့ပြစ်လို့သူတို့ထွက်ပြေးရတဲ့အချိန်ကြမှာဟိုနေရာမှာဟမ်တိုက်ပွဲပေါ်ဆောင်တာလို့ဒီနေရာတိုက်ပွဲပေါ်ဆောင်တော့ရှင်းရှင်းလေးပဲ PDS ဆိုတာပြည်သူဖြစ်တဲ့အတွက်ပြည်သူရှိတဲ့နေရာမှာ PDS ရှိမှာပဲအဲ့တော့တိုက်ပွဲမဖြစ်စီရင်ပြည်သူရှိတဲ့နေရာမှာမင်းတို့အာဏာသိမ်းထားတဲ့စစ်ခွေးတွေမနေနဲ့အဲ့ဒါဆိုဒီပွဲကပြီးသွားလိမ့်မယ်ရှင်းရှင်းလေးအဲ့တော့စစ်တပ်တွေရဲတွေဒီအာဏာသိမ်းထားတဲ့မင်းအောင်နိုင်ကို နော်တစ္ဆာခံပြီးတော့ပြည်သူကိုဒုက္ခပေးနေတဲ့အဲ့ဒီစစ်သားတွေရဲတွေရှိနေတဲ့နေရာမှာတိုက်ပွဲရရှိမှာပဲအဲ့ဒီကောင်တွေမိုးပေါ်တပြေးတဲ့မိုးပေါ်မှာတိုက်ပွဲဖြစ်လိမ့်မယ်ဘယ်ဦးစင်းပြင်းတဲ့ငရဲငရဲပြည်စင်းပြင်းတဲ့ငရဲပြည်မှာတိုက်ပွဲဖြစ်လိမ့်မယ်ဒီကောင်တွေရှိတဲ့နေရာတိုက်ပွဲဖြစ်မှာရှိရှိလေးဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်သူတွေအားလုံးကတိထားမှာကငါတို့မလုံနိုင်အောင်လုံနိုင်တဲ့လူတွေလုံနေတယ်ဆိုတဲ့အတိလေးကိုတွေးပေးစေချင်တယ်ဘယ်သူမှလာစားရလို့မဟုတ်ပြဘယ်သူမှဖင်ရပြီးတော့တနက်ကန်ပြီးတော့အသေးခံပြီးတွားတိုက်မလဲ ဟုတ်တယ်မလားဒီလိုတွားလောက်တဲ့ဆိုတဲ့ခိုင်ချက်ခိုင်မာချက်အတိတ်တရားမမြင်မှပဲလှုပ်လို့မရဘူးเนาะစစ်ခွေးတွေလိုမျိုး9000စာ1000စာနဲ့တွေ့ရမဒိန်းကောင်တခိုးကြဘိုးတွေကိုခေါ်ပြီးတော့စစ်တက်ထည့်ထားတာမဟုတ်ဘူးเนาะအဲ့ဒီတခိုးကြဘိုးတွေခေါ်ပြီးစစ်တက်ထည့်ထားတဲ့စစ်တပ်ဘယ်အနေထားဖြစ်သွားပြီလဲအခုတော့အဲ့လိုမျိုးခေါ်စရာတခိုးကြဘိုးမရှိတဲ့အချိန်မှာမလုပ်လေတီတူတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းပြီးတော့ရှင်းထမ်းမှထွက်အတေခံခိုင်းတယ်เนาะအခုကျွန်တော်စီကိုဆက်သွယ်လိုက်ရတဲ့အချိန်မှာတချို့တွေဒီဖို့တွေအများကြီးပါတယ်เนาะသူတို့ကစစ်တပ်ကိုထောက်ခံတယ် ထောက်ခံခဲ့တဲ့ခင်းဆက်ဆက်ဆွေနဲ့မျိုးနဲ့ဒါနဲ့စစ်မှုထမ်းဥပဒေကြောင့်မှအကိုစီရင်ကဲပေါင်းထိုင်းလို့လာခြင်းလို့ပေလိုက်လို့ပြောရတယ်။ချင်းချင်းလေးပဲ။ကျွန်တော်တို့တွေအစအတည်းကအဲ့လိုအတ္တိတရားတွေရှိမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဟာအာဏာသိမ်းတာ၄နှစ်ကြာခဲ့စရာအကြောင်းရှိဘူး။၄လတဲ့နဲ့ကျွန်တော်တို့နိုင်ခဲ့ရမှာ။နော်။ကိုနဲ့မဆိုင်သလိုနေခဲ့တယ်။နော်သူများရောက်လို့ရောက်အမောင်တောင်မှမသိလက်တော့တောင်းချောင်းထောင်းခဲ့တယ်။ပြီးကိုနဲ့မဆိုင်သလိုနေတယ်။တော်လိုင်းလုံနေတဲ့လူတွေကအပြစ်ပြောလိုက်သေးတယ်။အဲစစ်မှုထမ်းဥပဒေမဖမ်းခင်ကပျော်ပါးနေကြတော့တော်လိုင်းအင်အားစုတွေပြောတဲ့အချိန်မှာ မင်းတို့ကသူများကိုစောက်ပြစ်ပြောဝယ်တတ်တယ်လို့ဘာလို့ညာတို့ပြောပြီးတော့ကိုယ့်ရဲ့တကားလာခောက်တဲ့အချိန်မှာကယ်ရောင်းလုပ်လို့မရဘူးလေကျွန်တော်တို့တွေဒီစစ်မှုထမ်းဥပဒေမထွက်ခင်တည်းကစစ်မှုထမ်းဥပဒေထွက်တော့မယ်နော်စစ်မှုထမ်းဥပဒေထွက်ရင်ဘလို့ပုံစံပြစ်လာနိုင်တယ်တော်လှန်ရေးအစုတွေကအထက်ထက်ပြောခဲ့တယ်ဒါပေမဲ့ကိုယ်နဲ့မဆိုင်လို့နေခဲ့တယ်နော်ရွှေတော်ဘုရားကြီးကြိတ်ကြိတ်တဲ့တိုက်သူဘုရားကြိတ်ကြိတ်တဲ့အဲ့ရင်ဘုရားတွေကအဲ့ဘုရားတွေတော့တဘိုးမကြီးတဲ့အတွက်အဲ့ဘုရားတွေမှာတွားပြီးတော့ကြင့်ကြံကြတာနတ်ပြည်ကုန်းတက်ဖို့ဟုတ်တယ်မလားဒါပေမဲ့ ဲ့ဒီအချိန်လေးမှာဒီလိုအတိတ်တရားရပြီးတော့ဝိုင်းလောက်ခဲ့မယ်ဆိုရင် အာနာတိန်းထားတဲ့ဒီမိစ္ဆာကောင်တွေကဒီနေ့အချိန်ကြီးကြံမှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီနေ့ပြောချင်တာဒါအခုကျွန်တော် ပြောနေတာအပြစ်ခံပြောတာမဟုတ်ဘူးမြင်တတ်အောင်ပြောတာပါရခိုင်တက်တော့အေးအေးတိန်းထိုင်နေရခိုင်တက်တော့အင်းရကောင်းတဲ့အားကြိုက်ငါတို့လည်းရခိုင်ပြည်သူတွေလိုမျိုးစူးစမ်းရမယ်ဆိုတဲ့အတိတ်ကိုလူတိုင်းဝင်စေခြင်းလို့ကျွန်တော်တို့ဒါကိုရှင်းပြတယ်เนาะနောက်တစ်ခုရှိတာကအချင်းချင်းတော်လှန်ရေးဘက်ကလူဆိုရင်အချင်းချင်းတိုက်ခိုက်ကြပါအကြောင်းမှမရှိဘူး ရန်သူဖြစ်နေပါစေဒီလူဟာငါ့ကိုတတ်မဲ့ရန်သူဖြစ်နေပါစေဒါပေမဲ့ဒီလူဟာတော်လန်ရေးကိုအကျိုးပြုနေတယ်ဆိုရင်သူ့ရဲ့အတက်ကိုတော့ကိုယ်ကစောက်ရှောက်ပေးရအေးတော်လန်ရေးပြီးမှလက်ပြီးဖက်ပြီးတည့်ထိုးရင်ထိုးမယ်ရှင်းရှင်းလေးပဲကျွန်တော်တို့ကဒါခံယူတော်လန်ရေးပေါ့အကယ်တန်ဖိုးထားရင်အဲ့ဒီစိတ်ကခံယူရမယ်ကျွန်တော်တို့အဲ့ဒီစိတ်ကခံယူဒါကြောင့်မလို့ဒီတော်လန်ရေးမှာတော်လန်ရေးဘက်ကဘာဆိုတဲ့တူတွေနော်တိုက်ခိုက်တာလေအများကြီးကျွန်တော်ခံခဲ့ရမပြောဘူးဆိုတာကပြောတတ်တာပေါ့နံပါတ်1ကိုလှုပ်ချင်တာဒီတော်လန်ရေးကိုလှုပ်ချင်တဲ့အလုပ် ထိခိုက်မှာစိုးတယ်အဲ့တော့မပြောနံပါတ်1တူတဲ့တော်လိုင်းလုံနေတယ်တူတယောက်ချက်အထောက်ပံ့ရတယ်ရှောင်ပေးတယ်ဒါကြောင့်မလို့ဒီတော်လိုင်းမှာအချင်းချင်းတိုက်ခိုက်တာဒါတော်လိုင်းကိုတစ်ဖက်တလမ်းနေဖြစ်စည်းတာလည်းအတူတူပဲဒါလေးကိုလည်းအားလုံးတတိထားစေချင်ပါတယ်ဒီကနေ့စစ်တွေအမြန်ဆုံးရဖို့အရေးကြီးပါတယ်စစ်တွေရရခိုင်ပြည်နယ်အလုံးစုံရခိုင်တပ်တော် AA ထိန်းချုပ်နိုင်ပြီးကျွန်တော်တို့ AR ဝီတိုင်းဘကုတ်မကွေးရှိတဲ့ကပ္ပစာစက်ရုံတွေကိုထုတ်နိုင်တော်လိုင်းရေးဟာလုံးဝနိုင်ပြီးတော့မှတ်လို့ရတယ် စစ်ကောင်စီကိုအမြင့်ကနေခုန်တဲလိုက်တာအတူတူပဲအဲ့တော့ဒီတော်နိုင်ရင်မှအားလုံးအတူတူကနိုင်တဲ့နေရာကပေါဝင်ရဖို့အရေးကြီးတယ်ကျွန်တော်တို့လည်းတတ်နိုင်တဲ့နေရာကျူးစားဒါပေမဲ့တခုရှိတာအခုနောက်ပိုင်းမှာထိုင်းရဲ့အနေထားကြောင့်ကျွန်တော်တို့တွေကချပြလို့မရတဲ့အရာတွေကိုအများကြီးထိချုပ်တာရှိတယ်တက်ဆိုင်ရဘယ်နေရာတွေပို့တယ်ဘယ်နေရာတွေပို့တယ်ဆိုတော့ပို့တယ်အောက်ကတော့ဂုံပြုတ်ဗီဒီယိုဖိုင်တွေတင်ပေးတာတွေရှိတယ်အရင်လိုမျိုးကျွန်တော်တို့ပြချင်တယ်ပြည်သူတွေအားရအောင်လို့ဒါပေမဲ့ပြလို့ရှိရင်ကျွန်တော်တို့ထိပက်ရောက်မှုတွေပိတ်ပင်မှုတွေအများကြီး ဖြစ်လာမယ်ရှင်းတော့ကျွန်တော်တို့ဆိုရင်အချိန်မယုံဝင်သွားလို့ရတဲ့အနေထားဒါကိုတည့်ရတာနဲ့ကိုယ်တိုင်းပြည်အတွက်အတက်နိုင်ဆုံးစူးစမ်းလုပ်နေတယ်ဆိုတာလေးကိုလည်းအတိပေးပါတယ်ဒါကြောင့်မလို့အခြားသောညီကိုမောင်မတွေအနေနဲ့လည်းအားမလျှော့ပါနဲ့ငါတို့ရှုံးလို့ရှိရင်ငါတို့ဘဝတွေမဟုတ်ဘူးငါတို့တားလေးငါတို့တမီလေးငါတို့မြီးလေးငါတို့မြစ်ကလေးတွေနော်အဲ့ဒီအထိပေးဆက်ကမယ်ဆိုတဲ့အတိတရားနဲ့နိုင်တဲ့နေရာကစူးစမ်းပေးကြပါဒီတော်နိုင်ရေးမှာနိုင်ဖို့အရေးကြီးပါတယ်မနိုင်လို့မရဘူးနိုင်နဲ့နိုင်ရမှာမယ်တော်လိုင်းစားခဲ့တဲ့အချိန် အနေအထားနဲ့ရောက်ကြည့်တဲ့အချိန်အနေအထားအဲ့နှစ်ခုပဲနှိုင်းယှဉ်ကြည့်ပါကျွန်တော်တို့မှာစိတ်သက်ကြမယ်နေတကွက်တော့မရှိဘူးဒါကြောင့်မလို့ fighting မှာအရေးတော်ကိုအောင်အောင်အောင်ရမှာပါ